စင်ကာပူနိုင်ငံမှာနှစ်နှစ်အရွယ်ကလေးငယ်တဦးဟာမိခင်အရင်ဖြစ်သူရဲ့နှိပ်စက်ညှဉ်းပန်းမှုခံခဲ့ရပြီးတဲ့နောက်မှာတော့ငါးပတ်အကြာမှာတည်ဆုံခဲ့တဲ့အမှုအတွက်ခရိုင်တရားသူကြီးပါလာရက်ဒီကမိခင်ဖြစ်သူကိုထောင်နဲ့၁၇နှစ်အပြည့်တန်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်သူမရဲ့အတူနေချစ်သူကပါကလေးငယ်မိုဟာမက်ဒန်နီယယ်မိုဟာမက်နဆာကိုနှိပ်စက်ခဲ့တယ်လို့ဝန်ခံခဲ့တဲ့အတွက်ထောင်နဲ့၁၀နှစ်နဲ့ကျိန်းနဲ့၁၂ချက်အပြည့်တန်ချမှတ်ခံခဲ့ရပါတယ်။ အသက်42နှစ်အရွယ်ရှိဇိုင်းရန်နဲ့အသက်46နှစ်အရွယ်ရှိ သူမရဲ့အတူနေချစ်သူဇိုင်းနီချာမာရီတို့ဟာတန်ရှင်းရေးဝန်ထမ်းတွေဖြစ်ပြီးတော့သူတို့ဆောင်တွေဟာကလင်းငယ်လေးတွေကိုအော်တိုဘာ18ရက်ကနေနိုဝင်ဘာ22ရက်နေ့အထိနေတိုင်းကိုနှိပ်စက်ခဲ့ကြပါတယ်။နိုဝင်ဘာ23ရက်နေ့မှာတော့ဒန်နီယယ်လေးဟာဥကောင်းထံရအောင်တည်ဆုံးခဲ့ရပါတယ်။ကိုယ့်ရဲ့သားသမီးအရင်ကိုအခုလိုမျိုးနှိပ်စက်ညှဉ်းပန်းခဲ့တဲ့မိခင်ကိုကျွန်တော်ဘလို့မှနားမလည်နိုင်တော့ဘူးလို့တရားသူကြီးကပြောကြားခဲ့ပါတယ်။ တရလို့ရှိနေကဒီအမှုနဲ့ပတ်သက်ပြီးတော့တအူးကိုအ ਨੇ ဆုံးထောင်နှံ၉နှစ်နဲ့ကျိန်နှံ၉ချက်ကနေ၁၂ချက်အထိချမှတ်တင်တယ်လို့တောင်းဆိုခဲ့ပါတယ်။ဒန်နီယယ်လေးကိုစောင့်ရှောက်ခဲ့တယ်။52နှစ်အရွယ်ရှိမာစီတာဟတ်ဆင်နဲ့သူ့မိသားစုတို့ကလည်းတရားဝင်ကိုလာရောက်ခဲ့ကြပါတယ်။ဒါအပြင်ဒန်နီယယ်လေးရဲ့ဖခင်အရင်ဖြစ်သူမိုဟာမက်နဆာအပါဒူကနေရပါအမင်းချမှတ်တာကိုလာရောက်နားထောင်ခဲ့ပြီးရဲ့နောက်မှာတော့စီရင်ချက်ချပြီးရဲ့နောက်မှာဒီအပြစ်ဒဏ်ဟာသူ့အတွက်မလုံလောက်ပါဘူး။ကျွန်တော်သားလေးရတော့သေသွားရပါပြီလို့ပြောခဲ့ပါတယ်။